ငလေးရငလေးနဲ့ခန်းစားနေရတဲ့ပြည်သူတွေအတွက်ညီမတို့ live session ခဲကနေပြီးတော့ငွေချက်သိန်းကြာတိတိကိုလူရန်တော်မှာဖြစ်ပါတယ်အလုံးမင်းမင်္ဂလာပါမွေး channel လေးကကြိုဆိုလိုက်ပါတယ်မိုးကုတ်တဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့ငလင်တန်ချောင်းပျော်စီဆုံးရှုံးမှုများတဲ့မန္တလေးတိုင်းကိုပေါ့နော်တောရလူတန်းပေးမဲ့သူတွေရဲ့ဗီဒီယိုလေးကိုတဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုရဲမှာဆိုလို့ရှင်တော့ဒီတောရလူတန်းပေးနေတဲ့သူတွေတော်တော်လေးကိုမှစိတ်ထားမြင့်မြတ်တယ်ပေါ့နော်လူတန်းပုံကလည်းလုံးဝရရောတယ်ပေါ့နော်ကြီးတဲ့သူတွေအတွက်လည်းပီတိဖြစ်စေမဲ့ဗီဒီယိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဗီဒီယိုလေးမှာဘယ်လိုလူတန်းလဲဆိုတာပါတယ်ပေါ့နော်ဗီဒီယိုလေးကို ဖုန်းလက်ပါတရှိပြီးဖိတ်ကပိုင်ရှိဒီဗီဒီယိုလေးပတ်သက်ပြီးတော့ထမင်းစက်ချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပေးဖို့တောင်းဆိုပါရှိဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်မင်္ဂလာပါရွယ်ပိုးရင်မိသားစုကလည်းမန္တလေးကိုဒီနေ့အခုနေ့လယ်3နာရီထွက်လာမှာဖြစ်ပါရယ်ခင်ဗျာကိုထိုးမင်းတို့နဲ့အတူတူပါဒီပြီးခဲ့တဲ့တစ်ခေါက်ရေးပေးတော့ကလည်းအရင်ဒုက္ခတွေရောက်ကြပါရယ်အခုဒီမြေကလေးန ဘေးမှာလည်းမြင်တဲ့အတိုင်းပါပဲခင်ဗျာ တကယ်မြင်ကလေးဘေးကတမျိုးမီးဘေးကတမျိုးစုံလျောက်တစ်ခွက်ရောက်ကြပါတယ်ကျွန်တော်တို့မန္တလေးလိုစကိုင်းလိုပါအဲ့ဒီမှာလူဖို့အတွက်ဒီတစ်ခေါက်ကျွန်တော် provoke ကားတစ်စီးရောင်းပြီးကျွန်တော်လူဘေးမှာဖြစ်ပါတယ်ကျွန်တော်သိန်း900တတိတိကိုကျွန်တော်တို့ຫນွေပိုးရင်မိသားစုတစ်ခုနဲ့ရတယ်လူဘေးမှာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဒါတွေအကုန်လုံးက commission တွေအားလုံးကြီးအလူပါပဲ commission တွေစီကရှားလာတဲ့အကျိုးမြတ်လေးတွေကျွန်တော်လူရန်နိုင်တာဖြစ်ပါတယ်ခင်ဗျာဒါ commission တွေလည်းဒါတို့ခေါင်းနဲ့ကိုကျွန်တော်မျှော်ပြီးတာပါရန်ကုန်မှာဘာမှမဖြစ်ပေမဲ့ကျွန်တော်လည်းမနေနိုင်ပါဘူးခင်ဗျာ န္တလေးကိုဒီနေ့3နိုင်ခေါက်လာပါပြီကြာကျေးဇူးပါမန္တလေးမှာငနေလုပ်နေမှလည်းသိပါတယ်ဒါပေမဲ့ကဲပါပဲဗျာမင်္ဂလာပါညီမလေးရွှေမြည်တိန်တို့မိသားစုကလည်းမန္တလေးငနေအတွက်ဗျာသူတို့မိသားစုတိန်30တိတိကျွန်တော်လူပိုင်းလိုက်ပါရခင်ဗျာကျွန်တော်တနေရာထဲမှာတိတိချာချာလေးရှိပေးပါမယ်ညီမလေးတကယ်လူဝဲတဲ့နေရာထဲမှာတယောက်နဲ့ညီမလေးနဲ့မင်းလေးပို့ဆဲတင်ပေးပါမယ်နော်ကျေးဇူးပါခင်ဗျာမန္တလေးတိတိပြည်သားတွေအားလုံးလည်းထပ်တူကျွန်တော်လည်းခံစားရပါတယ်ခင်ဗျာတကယ်ပါနော်ကျေးဇူးပါဗျာ မင်္ဂလာပါမင်္ဂလာပါရှင်ကျမတို့လေတိလာမက်ဒလေးမြို့မှာလေဟိုကပေးပေါ့နော်ကပေးခေါ်တာပေါ့ဘေးဥပအန်ဒီရဲ့အမျိုးမျိုးတွေကငလျင်တန်ဆိုတဲ့ကပေးယူကိုကြောက်ရွားတဲ့အချိန်မှာတော့ကျမတို့ပြီးသူတွေကပြီးသူပြီးသူချင်းအားလုံးဝိုင်းဝန်းပြီးတော့ပေါ့အားလုံးအားလုံးပေါ့နော်တယောက်နဲ့တယောက်ကူညီနေကြတာကဲနေကြတာပေါ့နော်ကျမတို့ဆိုတဲ့ဒါဒါအခုဒါလောကကိုတမင်းမချက်နိုင်တဲ့နေရာတွေ တကယ်ကိုနော်35လက်တစ်ဝိုက်မှာဖြစ်ပြက်သွားတဲ့အိုးအိမ်မဲသွားတဲ့အသက်အသက်တွေဆုံးရှုံးသွားတဲ့မိသားစုတွေအတွက်ကိုကျွန်တော်တို့တမင်းဟင်းတွေချက်ဖို့ကျွန်တော်တို့ပြင်ဆင်နေတယ်နော်တမင်းဟင်းတွေဝေဖို့ပြင်ဆင်နေတယ်ကျွန်တော်တို့နော်ကျွန်တော်တို့ကတော့တိကျိတ်မှုမရှိဘူးကျွန်တော်တို့အသက်အိုးအိမ်ကျမတို့မိသားစုပေါ့နော်ကျမတို့မိသားစုတွေကတော့အသက်အိုးရင်တိကျမှုမရှိဘူးဆုံးရှုံးမှုမရှိဘူးဒါပေမဲ့ကျမတို့မန္တလေးမြို့မှာအသက်အိုးရင်ဆုံးရှုံးသွားတဲ့သူတွေအများကြီးပါ เนาะအဲ့တော့အခုကျမဆိုရင်ဒါအဲဒီတမင်းရင်ကျက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုအခုကျမသွားပြီးတော့မှဝယ်ချက်နေရပါတော့ဝယ်ချက်နေချိန်မှာဘာလဲဆိုတော့ဒီစီပင်နေနမိတ်ပေါ့เนาะမန်လေးမြို့အတွင်းမှာရှိနေတဲ့နေနမိတ်အတွင်းမှာရှိနေတဲ့စီပင်တိုးဂိတ်တွေပေါ့เนาะတရက်စာလေးပေါ့เนาะတရက်စာလေးတရက်စာလေးဒီစီပင်ခါလေးမယူတော့တေသွားမှာမလို့လားတေသွားမှာမလို့လားဟမ် စီရင်တိုးဂိတ်တွေသိသွားမှာမလို့လားရှင်တို့ကိုပတ်စံထုတ်ပေးနေရလားပတ်စံ900တရား900 1000ကတန်ဖိုးမရှိပါဘူးကျမတို့တက်ကလေးเนาะဘူးမတန်ဖိုးမရှိဘူးသို့ပေမဲ့လည်းအချိန်လိဟင်းနဲ့လေကျမတို့အပြိုင်အပြိုင်သွားလာနေကြတာเนาะဒီဒီပြည်သူကိုထမင်းထုတ်ဝေဖို့အတွက်ကျမတို့ ပြင်ဆင်ဖို့အတွက်ကျမတို့ကအချိန်တွေလုပြီးသွားလာနေကြတာလေနော်ရှင်တို့စီပြင်ရဲ့ဒီပတ်စံလေး900တထောင်ထုတ်ပေးနေရတာကားတွေတန်းစီနေရတာရှင်ကားတွေတန်းစီနေရတာကျမတို့တို့အချိန်လေးဟင်းနေလေအဲ့ဒီတရက်စာလေးကိုရှင်တို့မယူတော့ရှင်တို့တွေတေသွားမှာမလို့လားနော်စကားတွေအများကြီးမပြောချင်ဘူးနော်မလေးရငလေးနဲ့ခစားနေရတဲ့ပြည်သူတွေအတွက်ညီမတို့ live session ကနေပြီးတော့ငွေချက်သိမ့်ကြရာတတီကိုလူရန်ကမှဖြစ်ပါရဲ့ရှင်ဒီထဲမှာဆိုရင်စားတော့ဒီဝက်စားကြီးပေါ့နော်ပေါင်မှဖြစ်ပါရဲ့ဒီနေ့ဆိုရင်တော့ညီမတို့ပေါ့နော်အဲ ဆန်8တပြီ8 8တည်းရာတတိရယ်ပြီးတော့အဝတ်စားပေါ့နော်ဝတ်စားတွေကိုလိုက်လီစိန်ကြတယ်88လမ်း333လေးကြမှာလူရမ်းသွားမှာဖြစ်လို့လာရောက်ပြီးတော့ယူနိုင်ပါတယ်လို့ပြောစားခြင်းပါတယ်ရှင်နောက်နောက်ရက်များတွင်လည်းကျွန်တော်တို့ဒီစံပြုတ်ချက်တဲ့တသားစံပြုတ်နေပေါ့နော်ချိတ်ဆက်ထားတယ်ပေါ့နော်တို့ဘက်ကလည်းအခုမန္တလေးမှာဆိုတော့ချက်တဲ့လူတွေပါတယ်တို့တို့စုနေရပေါ့နော်အကဲမို့အဆင်ပြေတယ်ဆိုရင်နောက်ရက်တွေမှာလည်းစံပြုတ်တွေဝတ်စားမှာဖြစ်ပါတယ်နော်နေရာတွေအဲ့လိုခွဲပြီးတော့မှ live လှူပါမှာမယ်လို့ကျွန်တော်တို့က ပြောကြခြင်းပါတယ်ဗောနော်။နောက်ရက်ဒီမှာလည်းဘာကြီးထပ်ပြီးလုံးလဲဆိုတာဒီကျင်ညာပေးပါမယ်ဗောနော်။ဒီနေ့ကတော့ဒါလေးစီစဉ်ထားပါတယ်။အော်ထမင်းဘူးကတော့ဒီမှာတို့တခြားနေရာကိုသွားဝင်ပါဗောနော်။ထမင်းဘူးနေရာလည်းစီစဉ်ထားပါသေးတယ်။နောက်ရက်ဒီမှာလည်းထက်လူမရရို့ကျောင်းသားပေးမယ်။ကျောင်းသားပေးပါမယ်ရှင်။မနေ့ကဆိုရင်ပေါ့နော်မြန်မာနိုင်ငံမှာဖြစ်ပျောက်သွားတာဟာပြောပါတော့ရှင်ထဲမှာနစ်နေအောင်ပေါ့နော်တော်တော်လေးခံစားရတယ်သိလားဒိုင်းပေါ်မှာတက်လာတဲ့အမှန်မှန်အားလုံးအားလုံးစိတ်မကောင်းတဲ့အရာတွေတွေ့ရတယ် အဲ့ဒီနေရာတွေကလေမျောဝဲတို့ဟိုမန်လေးဟိုဘက်တွေပေါ့နော်အဆအဝေးဆိုလဲပြိုဝဲကြတယ်လူတွေလည်းစုံစုံရတယ်ပေါ့နော်ကလေးတွေရောပေါ့နော်အဲ့ဒီနေရာမှာတော့ကိုယ်တော်ဆိုရင်ဘလောက်တော့ပေါ့ရှင်ကျိုးမရဖြစ်မှန်းလဲပေါ့နော်ဒီတာသူတိုင်ဝမ်နေလို့ပြိုပွဲသွားတယ်ပေါ့နော်အဲ့ဒါဆိုစာရင်းနေလေးဆိုလဲလမ်းကြောင်းလမ်းသက်သက်ရေးနေကိုပျက်စီလို့ပေါ့နော်အဲ့ဒါလေပုတုလေးအဲ့ဒီနေရာရောက်အောင်ပါမလို့အဲ့ဒါမှမဟုတ်လေပုတုထောက်ထောက်လာပြီးဘဒုမှတည်ယူခိုင်း အဲ့ဒီညမှာရအောင်သွားပြီးတော့ကုညီမယ်ကုတုကုညီတောင်းတာနဲ့ပြီးပြီးအားလုံးကိုကုတုကပေါ့နော်အဲ့ဒီကပြန်လာမှပဲကုတုကုညီပေးမယ်ပေါ့နော်ကုတုလေးဒီထဲမှာလေနှလုံးသားလေးရပြီဘယ်လိုပြောမလဲကုတုတိတ်မပြောတတ်ဘူးခါဟိုကနော်ကုတုကုဟိုကနော်အရင်ကသူများထူကြတဲ့ပတ်စံကြီးပေါ့နော်အဲ့ဒီမှာပဲတတ်တူတိုင်းပေါ့နော်ပြန်လာမှပဲဒီတောင်းတာလေးဒီအားလုံးကိုပြောက်ချင်းပြောက်ချင်းအက လုံးအကောလုံးဘောနော်ဘူးတရှိနေရတာအကောင်းကုန်ချာကျူတာဘူးဘူးလေဒါအပေါ်ရန်ပြောတာမဟုတ်ပါဘူးဒါနှလုံးသားလေးကပြောတဲ့စကားလေးပါဘူးလေသွားမဲ့ခကြီးတွေကဝေးမယ်ဝေးမယ်ဒါပေမဲ့အခက်ခဲဆိုတာရှိမှာပဲရှိပါသေးလေဘယ်လောက်ရှိနိုင်မလဲလိုင်းကားတွေစီးရမယ်ဟိုဘောနော်အမျိုးမျိုးပေါ့နော်ကြုံရမယ်ကြုံမသိဘူးဘု ရောက်အောင်သွားမယ်အခုနေ့နဲ့အားလုံးအေးချမ်းပါစေမြန်မာပြည်အေးချမ်းပါစေလူတွေအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဖြစ်ပါစေလို့ဒီချစ်တော်မိပါတယ်ဒီတိုင်းလဲချစ်တော်မိပါတယ်ဘုသူစကားမှားလာရှိနေဘုသူတောင်းမှမှာလဲဘုသူတကယ်တကယ်ဟိုလေးအဲ့ညာတော့ဘုသူရအောင်သွားမှာပေါ့နော် ဘလို့ပဲအခုကသူတို့ကနေရောက်နေတာပေါ့နော်နေရောက်ရရချင်းပဲဒီတည်ရင်ကြားရတယ်ပေါ့နော်အခုရရချင်းပဲပြန်ဖတ်မယ်ပေါ့နော်ဘာလို့ဖြစ်ဖြစ်လဲအတေအားလုံးပဲဒီနေ့ငလင်းတန်ခံစားခဲ့ကြရတယ်မြို့ပြည်သူများအားလုံးဘေးရန်ကင်းကြပါစေကျေးဇူးရှင်းကြပါစေပြီးတော့ဒီကနေ့နောက်ဆုံးရှုံးမှုတွေလည်းအများရှိပါတယ်တိုင်းတစ်ပါးမှာရှိနေကြတဲ့ညီတော်တော်များတူတူမများညီညီမများအားလုံးလည်း အဲထိခိုက်တန်ရမှုတွေရှိတယ်လို့အကြပါတယ်အဲ့တော့ဘာပြောပြောစိတ်မကောင်းပါဘူးเนาะနောက်ပြီးတော့တယောက်နဲ့တယောက်ဝိုင်းဝန်းကူညီဖိမပြီးတော့နှိစက်ရပါတော့เนาะဝိုင်းကူညီဖိမကြတာမြင်ရတာအတွက်လဲအဲကျေးဇူးတင်ပါတယ်တယောက်နဲ့တယောက်ကယူနာလေးနဲ့ဆာနာမှုလေးနဲ့ဝိုင်းဝန်းကူညီကြတာကျေးဇူးတင်ပါတယ်အားလုံးအနေနဲ့ကင်းကြပါစေနောက်တော့မလာဘူးလဲဆုတောင်းပါတယ်အဓိကပြောချင်တာကတော့ကျွန်တော်တို့ဘုရားဘာသာနာမည်တော်တော်တော်ကောင်းများမီးကတော့မြေကြီးကတော့တတိပေးနေပါပြီ။လေရလက်တတိပေးပါတယ်၊မီးရလက်တတိပေးပါတယ်၊ရေရလက်တတိပေးပါတယ်။အဲ့တော့ကျွန်တော်တို့ ဒါနသီလဘောနာကုသိုလ်ကောင်းဖို့ပါကားတွေပို့ပြီးတော့ဒီထက်ပို့ပြီးတော့ဆွမ်းဆွမ်းတမန်ပြုလုပ်ကြဖို့တဲတွန်းပါတယ်ခင်ဗျာအဓိကအားဖြင့်တော့မိမိတို့ယုံကြည်ကိုးကွယ်ရာဘောနောဘာသာတည်မာမိမိတို့ကိုးကွယ်ရာယုံကြည်ကိုးကွယ်ရာဘာသာတည်မာဒီဇိုင်းမမတ်ပြုလို့ဆောင်ရွက်ကြဖို့လည်းကျွန်တော်တဲတွန်းပါတယ်အဓိကအားဖြင့်ဒါနသီလဘောနာပေါ့ဗျာသီလစောက်တိစောက်ထင်းကြီးကလည်းကောင်းမွန်သော ကုသိုလ်ကောင်းမှုဖြစ်တဲ့အတွက်သီလဆောက်တဲ့ခြင်းကိုလည်းဦးစားပေးပြီးတော့ပြုလုပ်ပေးကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်နော်အဲတော့ဖြစ်သွားပြီဆိုတော့လည်းဘာမှမတတ်နိုင်ဘူးပေါ့လေကြိုတင်ပြင်ဆင်မှုလည်းအဲတချို့လည်းရှိမယ်ပေါ့တချို့လည်းမရှိကြဘူးပေါ့နော်ဆုံးဆုံးမှုတွေလည်းများပါတယ်နော်ဆိုတော့အဲစိတ်ထဲတော့မကောင်းပါဘူးအားလုံးကမောင်နှမတွေကျမချမ်းသာပါသည်ဆုမကောင်းတော့ပါတယ်နော်အဲနော်ပျက်စီးဆုံးရှုံးမှုများတဲ့ အရက်ဒေတာတွေလည်းအများကြီးတွေ့ရပါတယ်နော်အဲ့တော့လည်းရှင်ထဲမှာမကောက်ပါဘူးတယောက်နဲ့တယောက်ဖိမကူညီနေကြတာလည်းမြင်ရပါတယ်လိုင်းပေါ်မှာတွေ့ရပါတယ်နော်ကဲအားလုံးဘေးရန်ကင်းပါစေဗျာ ီလိုတည်းမှာဆိုလို့ရှိရင်တော့ဒီမန္တလေးရမိဘပြည်သူတွေပျက်စီးဆုံးရှုံးမှုများရပေါ့နော်။ဒါကြောင့်မလို့တောရောက်လူတန်းပေးနေရတော်တော်လေးကိုမဝမ်းသာပီတိဖြစ်เสียပါပေါ့နော်။ကြီးတဲ့မျိုးတွေလည်းစိတ်ချမ်းသာစေမယ်လို့ထင်ပါရဲ့ရှင်။အားလုံးလည်းဘေးအန္တရာယ်ကင်းပြီးတော့ဒီထက်မကလှူနိုင်တန်းနိုင်ပါစေလို့ဆုတောင်းလိုက်ပါရဲ့ရှင်။မွေးဗီဒီယိုလေးကိုစောင့်ကြည့်လက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါရဲ့ရှင်။နောက်ထပ်လည်းမိုးဆက်လီတဲ့နေ့ဟာသားဗီဒီယိုလေးဘူးတွတ်တက်ရစရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့။မွေးရဲ့ channel လေးကို like subscribe နဲ့တောက်ဖို့တောင်းဆိုပါရဲ့ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တတား။